ားလုံးပဲမင်္ဂလာပါဒီပြိုလေးမှာကျွန်တော်မျှဝေပေးချင်တာကတော့ကျွန်တော်တို့ဒီ Messenger နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အရန်အရေးပါတယ်ကျွန်တော်တို့ဒီတော့ချက်လေးသုံးခုကိုမျှဝေပေးမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Messenger မှာပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ follow လုပ်ထားတဲ့သူတွေပြီးတော့ကျတော့ကျွန်တော်တို့ရဲ့ friend ရဲ့ friend တွေပြီးတော့ကျွန်တော်တို့နဲ့ဘာမှပြင်ထားတဲ့သူတွေ ပြီးတော့ကျတော့ဒီကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ပေါ့နော်သူတို့ထဲမှာရှိထားတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေကကျွန်တော်တို့ရှိကို message ပို့တဲ့အခါပေါ့နော်ခွင်တောင်းပြီးတော့မှဝင်လာအောင်လုပ်ထားရယ်ပြီးတော့ကျတော့ကျွန်တော်တို့ဒီလုံးဝဝင်လာလို့မရအောင်လုပ်ထားရယ်ပြီးတော့ကျတော့လုံးဝလာလို့ရအောင်လုပ်ထားရယ်ပေါ့နော်အဲ့ဒီ၃မျိုးလေးကိုမျှောက်ပေးမှာဖြစ်တယ်ပေါ့နော်โอเคအရင်တော့ကျွန်တော်တို့ဒီ messenger လေးကိုဝင်လိုက်မယ်ဝင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရောင်းတောင်းရောင်းနှိပ်လိုက်မယ်နှိပ်ပြီးရင်တော့ကျွန်တော်တို့ setting နဲ့ကိုဆက်ဝင်လိုက်မယ်တဲ့တဲ့ကဝင်ပြီးတော့မှအပေါ်နာလေးကိုနည်းနည်းဆွဲတင်လိုက်မယ် ်ပချူရီအက်ဆစ်တီးဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်ထပ်နေလိုက်မယ်။နှိပ်ပြီးပေါ်လာလို့ဆွဲတင်နိုင်ပြီပေါ့နော်။ဆွဲတင်ပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော် Messenger Telegram ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နိုင်မယ်။ကျွန်တော်ဒီပေါ်သွားပါပေါ့နော်ပြပြဟုံးရဖုန်းနံပါတ်ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်မှာရှိနေတဲ့တငယ်ချင်းတွေကနေပြီးတော့မှကျွန်တော်တို့ကိုစာပို့တဲ့အခါပေါ့နော်ကျွန်တော်တို့ဒီအပေါ်ဆုံးကပေါ့နော်ချက်ဆိုတဲ့နေရာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ချက်ပေါက်ထဲကိုတောင်းဝင်มาဖြစ်တယ်ပေါ့နော် ကျွန်တော်တို့ဒီအောက်ကပေါ့ message request ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့ဒီပေါ့နော်အရင်တော့သူကကျွန်တော်တို့ CEO တောင်းဆိုရမယ်ပေါ့နော်တောင်းဆိုပြီးမှဝင်လို့ရတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးသဘောမျိုးဖြစ်ပါလေကျွန်တော်ဒီအောက်ဆုံးကပေါ့နော် drone message request ဆိုတဲ့ဟာလေးနဲ့ထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ CEO ပေါ့နော်ဘယ်လိုသူမျိုးတွေရမှာ support လုပ်မရတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာရှိတဲ့၅မျိုးမှာလည်းပဲဒီ drone message ကိုနဲ့ထားမှာဆိုလို့ရှိရင်ပေါ့နော် support လုပ်မရတော့ဖြစ်ပါတယ်โอเคကျွန်တော်အဲ့ဒီ channel ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကပေါ့နော် flat for friend on facebook ပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းရဲ့တငယ်ချင်းတွေอ่ะပေါ့နော်ဒီလိုမျိုးစာပို့မယ်ဆိုလို့ရှိရင်လည်းစတောပြောထားတဲ့အတိုင်းလုပ်ထားလို့ရပါတယ်ပြီးရင်တော့ကျွန်တော်ဒီအောက်ကပေါ့နော် people in your facebook group ပေါ့နော်ကျွန်တော်တို့ရဲ့ facebook group တွေကဒုတိယနဲ့ပဲကျွန်တော်တို့စီကိုစာပို့မယ်ဆိုလို့ရှိရင်စတောအတိုင်းလုပ်ထားလို့ရပါတယ်ပြီးကြတော့ဒီအောက်ဆုံးကပေါ့နော် pay you follower ပေါ့နော်ကျွန်တော်တို့ရဲ့ pay ကိုပေါ့နော် Facebook ပုံစံပန်းလိုက်ပေးပဲဖြစ်ဖြစ် you ပေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားတဲ့သူတွေကစာဖို့မှာဆိုလို့ရှိရင်လည်းပဲခုနတိုင်းကျွန်တော်တို့ထားလို့ရပါတယ်ဒီတစ်ခါကျွန်တော်ဒီအောက်ဆုံးမှာပေါ့နော်အသားအုံး message အော် Facebook ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Facebook ထဲမှာလည်း friend မရှိဘူးကျွန်တော် Messenger မှာလည်း friend မရှိဘူးပေါ့နော်ကျွန်တော်တို့ကဘာမှမပတ်သက်တဲ့သူတွေကကျွန်တော်တို့ရှိကိုစာဖို့မှာဆိုလို့ရှိရင်နော်ကျွန်တော်ဒီနှစ်ချက်ပဲပေါ့နော်ကျွန်တော်စီတောင်းဆိုချက်ပေးဖို့မှာဟာအောင်နှစ်ထောင်လားဒါမှမဟုတ် ုံးဝတောင်းဆိုခွင့်မရအောင်ကျွန်တော်တို့တိတ်ချာမလားပေါ့နော်ဒီနှစ်ချက်ကိုလုပ်ထားလို့ရပါတယ် okay ပြီးတော့ကျွန်တော်တို့စီကိုပေါ့နော်ကျွန်တော်ဒီ message block ပေါ့နော်တောင်းဆိုချက်ပေးပို့လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာမှာတွက်ကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တစ်ချက်ပြပေးမယ် okay ကျွန်တော်ဒီမှာပေါ့နော် messenger မှာကျွန်တော်တို့ဒီ ရင်းနှောင်းလေးတောင်းတာကိုနှိမ့်လိုက်တယ်။ပြီးပြီလို့ရှိရင်တော့ဒီမှာပေါ့နော်ကျွန်တော်ဆက်လေးတောင်းစမ်းနေမရှိဘူး request ဆိုတာရှိပါတယ်။အကောင်လေးကိုတစ်ချက်ထည့်နေလိုက်မယ်။နှိမ့်လိုက်လို့ရှိရင်ဒါကတော့ကျွန်တော်တို့ CEO ပေါ့နော်ကျွန်တော်အဲ့ဒီပေါ်မရှိဘူး request ကိုပြောင်းထားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ CEO ဒါတူရပေါ့နော်မရှိဖို့တဲ့အခါပေါ့နော်ကျွန်တော်တို့ရဲ့ချက်ပေါက်ထဲကိုတမ်းမရောက်ခင်းနေအဲ့လိုမျိုးအရင်ဆုံးကျွန်တော်တို့ကိုတောင်းဆိုရတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်။ပြောင်းကြောင်ဒီနေရာလေးကိုရွှေ့လိုက်မယ်ဆိုလို့ရှိရင်လည်းခုနအတိုင်းပဲပေါ့နော်။ကျွန်တော်တို့ကဒီ message request ဆိုတဲ့ဟာကိုနှိမ့်ထားတဲ့အတွက်ကျွန်တော်တို့ CEO ပေါ့နော်ချက်ပေါက်ထဲကိုချက်ချင်းမရောက်ခင်းနေတောင်းဆိုတဲ့ပုံစံမျိုးလောက်ထလာဖြစ် ြစ်တယ်ပေါ့နော်โอเคဒီ video လေးမှာတော့ဒါကျွန်တော်တို့ဒီ messenger ချက်ပေါက်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အရင်အရေးပါတယ်အကြောင်းအရာလေးတွေကိုကျွန်တော်မျှော်ပေးတာဖြစ်တယ်ပေါ့နော်ဒီအကြောင်းအရာလေးတွေလောက်ပါမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးအရင်ညမေးကြီးတဲ့သူတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တကယ်ကိုအားလုံးတော့တတတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုလုတ်ချင်တဲ့အတိုင်းလုတ်ထားလို့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အရန်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်။ Okay အားလုံးပဲဆင်မြင်ကြပါစေခင်ဗျာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။